ယခုအခါရွတ်ဆိုပူဇော်ကြရမယ်ဂါထာတော်ကတော့ဗုဒ္ဓဘာသာဝင်သူတော်စင်မှန်သမျှရရှိကြပြီးသားဖြစ်ပါတယ်။ကင်ငါဝါလူသေးစုမကပွင့်တော်မူသွားကြတဲ့စူးစူးထွန်ထမြတ်ဖျားများကို ရှ िख ိုးကစုတောင်းမှုပြုတဲ့တန်ဗုဒ္ဓီဂါထာတော်ကြီးပဲဖြစ်ပါတယ်။ဒီတန်ဗုဒ္ဓီဂါထာတော်ကြီးဟာရွတ်ဆိုပူဇော်သူတို့ များသလောက်လင်ငင်းဒိဋ္ဌအကျိုးတူးများ ခံစားကြရဒီကိုလည်းပဲကိုတွေ့အမှတ်တမ်းများအရာသိရပါတယ်ဒီကတာတော်မြတ်ကြီးကိုဘယ်လိုချိန်မှာဘယ်လိုရွတ်ရမယ်ဘယ်လိုဖြစ်ရင်ဘယ်နှခေါက်ရွတ်ရမယ်ဆိုတာကိုသိလိုကြတယ်ဆွေတော်မျိုးတော်များအတွေ့ဓမ္မဒါနပြုလိုက်ပါတယ်ရှေးဥစွာ လင်္ကာဆောင်ဖို့ကိုဆိုပြပါမယ်ပြီးတော့မှအတိဘယ်ကို ရှင်းပြပါမယ်မြတ်တံဗုဒ္ဓေစုဝေကြောကြာဏိဒံအဖြင့် ကွန်စတတ်တော်ကောင်းလျှောတတ်တာဗတ္တတရိစီလိမ့်ပင်စာစီထားလေးမှာရှိကျင်းသာရီနန္ဒပန်းမျိုးကိုကျင်းနှုလော့ချုပ်မိုးတိကအိယာဝင်မူကိုကျင်းဟူ၏ယံသူတွေ့မြောက်ဆက်တခေါက်သည်စေထိုးသောခံရပါကိုကျင်းစံအိမ်တန်ဒီမဖွာနေမှုရေမှာကိုကောက်မှန်း၍တောက်ကဖွာမြောက်ခဏချမ်းသာရ၏ ခေတ္တနှောင်သွင်းတန်ချေခြင်းနှင့် အပြင်းတိုက်လောင်တထောင်ရွက်လေလွတ်ထွက်ပေ၏။ပန်းမွေးနှကောက်ခရီးလျှောက်မှုကောင်းမတင်ဆိုင်ရန်ပေ၌လဲမြူးဆိုင်မလိန်ကင်းလွန်ခြင်း၏။ခတ်သိင်းယောဂမြတ်ပါလဲကင်းတော့ကရှင်း၍မင်းမင်းတကာကြည်စွာမြတ်နုရေပြီဥဒ္ဓမညိုပန်းသွင်းနေတိုင်းပင်ဒီဖွဲ့ဝင်ရဲ့ရဲ့လူကပဲတို့ အဲစလောက်ထွန်းတော်ပါဝင်ပွင်လင်းသာသနာပွားရောက်ရှာ၍စန္ဒလမင်းကောင်းခင်ချင်းတို့ကောင်းခြင်းတွေတွေကောင်းကျိုးဝေသည်တန်ဘုတ်ဒီဤတကိုရီလင်္ကာရဲ့အတိပ္ပေကတော့တန်ဘုတ်ဒီဂထာတော်ကြီးကိုရွတ်ဆိုပူဇော်ကြမယ်ဆိုရင်ကွန်းစားလို့ရှိရင်ခုနှစ်ခေါက်ရွတ်ပါခေါင်းလျှော်လို့ရှိရင်၁၀ခေါက်ရွတ်ပါတဲ့ထမင်းစားရင်၃ခေါက်ရွတ်ပါတဲ့ ခန္ဓာကိုယ်မှာစီလင်းလို့ရှိရင်၅ခေါက်ရွတ်ပါလှေစည်းလျင်၈ခေါက်ရွတ်ပါပန်းနံသာလင်းလို့ရှိရင်၉ခေါက်စစ်တတ်တဲ့အခါမှာဆိုရင်၉ခေါက်အချို့အနောင်ခံရတဲ့အခါမှာဆိုရင်အခေါက်ရေတစ်ထောင်လမ်းခရီးသွားလို့ရှိရင်၂ခေါက်ရွတ်ပါတဲ့အဲ့ဒီလိုအတီးအီးရွတ်ဆိုပူဇော်ပါကလိုရာကိစ္စအဝဝပြည့်မြောက်အောင်မြင်နိုင်ပါတယ်ထို့အပြင် မွေသောပန်းငိုကိုင်းပြီးတော့တမ္ပုဒ္ဓေကာတာတော်ကိုကိုးကောက်ရွတ်ပြီးတော့ခေါင်းမှာပန်းစင်မကဂေးအန္တရယ်ဟူသည်မြကင်းလောပါလိမ့်မယ်နေစဉ်ကိုးကောက်မှန်မှန်ရွတ်ဆိုပူဇော်ပါကယောဂကင်းခြင်းလောဘကင်းခြင်းမင်းတကာတော့ပူဇော်ခြင်းကိုခံရမယ်ဖြစ်ပါတယ်တမ္ပုဒ္ဓေကာတာတော်ကြီးကိုရွတ်ဆိုပူဇော်ပြပါမယ်တံဗုဒ္ဓေယထဝီသင်္စာဒွါရသင်္စာသဟတကေ ပင်သတ္တတဟတနိနမာမိတိရတာမဟံအဘဂဝလူကခင်္ကအနန္တနေဗုဒ္ဓဇိနာဒေတံဓမ္မဇာတံခင်္စအာတရိနာနမမဟံနမေကာရ ानु ဘဝေနဟိတဝါတဗေဥပဒဝေအနေကအန္တရာယာပိဝိနာတန္တုအတေတတောနောက်တစ်ခေါက်ပြန်ပြီးတော့ရွတ်ဆိုပြပါဦးမယ် သံဗုဒ္ဓေအထဝိသင်္ဇာဒွာရသင်္ဇာသဟတကေပင်ဇတတသတာနိနမမိတိရတာမဟံအပကဝလူကခင်္ကအနန္တနိဗုဒ္ဓဇိနာတေတံဓမ္မေသတံခင်္စအတရိဏနမမဟံနမေကာရ ानु ဘဝေနဟိတဝါတဗေဥပ္ပတဝေ အနေကအန္တရာယပိဝိနတန်တုအတေတတော်ဒီကာထာတော်ကြီးရဲ့အနှစ်ကိုလည်းပဲရွတ်ဆိုပြပါဦးမယ်အထဝိတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ပိအောင်ပိသိနေနှစ်ကြိတ်ရှိစုကုန်သောတန်ဘုဒ္ဓေဇာတန်ဆောင်ပမာညာရောင်ဝါဖြင့်သစ္စာပွင့်လင်းတရားမင်းတို့ကို၎င်း ဒွာရသင်္ဆာသဟတကေနိဗ္ဗာန်ကိအောင်ဇမွေလျောင်းသည်တသောင်းနှထောင်ကုန်သောတံဗုဒ္ဓေဇာလယောင်ဗမာညာယောင်ဝါဖြင့်သစ္စာလင်းပြောင်မြတ်ဘုံယောင်တို့ကို၎င်းမင်းသတ္တသဟတာနိတောင်းတိုက်စစ်ကြဝလာဂုံဝါယောင်ရှင်ငါသိန်ကုန်သောတံဗုဒ္ဓေဇာနေယောင်ဗမာညာယောင်ဝါဖြင့် သစ္စာလင်းဒိန်မြတ်မှုနိုင်တို့ကို၎င်းဟံကျွန်ုပ်သည် သီရသာဥကောင်းရတနာမြတ်အင်္ဂါဖြင့်နမမိယောသိမြတ်တို့လဆုံးမှု၍ရှိခိုးပါ၏ခင်ငါခင်ငါယာခင်ငါမြဲ့တွင်၌ဝါလူကရှိကြကုန်သောသက်ဆိုတော့သည်အပကနေကြပါကုန်သည်ဤနေဗုဒ္ဓဘုံစာသိမ့်၍ညင်းရတော်မူကြကုန်ပြီသော ဇီနာနောက်ရှင်းဖလာမန်ငါဖြာကိုအရိယာမဲ့ဘုံရောင်ဆက်ဖြင့်ချိုးပြဲလွယ်ကူအောင်တော်မူသောဖရာရှင်ပေါင်းတို့အောင်ဇီနာနောက်ရှင်းဖလာမန်ငါဖြာကိုအရိယာမဲ့ဘုံရောင်ဆက်ဖြင့်ချိုးပြဲလွယ်ကူအောင်တော်မူသောဖရာရှင်ပေါင်းတို့သည် အနန္တောသင်္ကြကနံရေတွင်မှန်းလဲစုံကန်းတိုင်းမြောက်မရောက်နိုင်ကြကုန် ဒေဇိနေဇာတို့ဘုရားရှင်တို့ကို၎င်းဒေသံတို့၅သိန်း၁၀၀၀၂၀၀၀၂ချင်းရှိစုကုန်သောဘုရားရှင်တို့နှင့်မရေမတွေ့နိုင်သောဘုရားရှင်တို့၏ဓမ္မေဇာတရားတော်မြတ်ကို၎င်းတန်ခေဇာတပိသသံဃာတော်မြတ်ကို၎င်းအဟံကျွန်ုပ်သည် နမမိရှိခိုးပါ၏နမေဂာရနုဘဝေနာဤသို့ရှိခိုးပူဇော်မှုမြတ်မှန်လျော့ကြောရသော ပဏာမကုသိုလ်ကံစေရနာကြောင့်တပိခတ်သိင်းကုံသောဥပါဒဝေဘေးရန်တို့ကိုထိတ်တဝါပဲဖြောင်း၍အနေကအန္တရာယပြီးတဘမကများလာတွေ့တွေ့အန္တရဟုသမျှတို့သည်လီဝိနာတန်တို့ပိကြဖက်တွင်ယမတင်လျော့ကြတဲ့ကဲ့သို့ကင်းစင်လွင့်ပြောက်ပါစေတည်း